်မင်္ဂလာပါကဒါကျွန်တော်ကအခုကကလေးကေကောတိုင်ဝဲကိုမှဖြစ်နေတဲ့ case ကိုကျွန်တော်ကဒါပြောနေရင်းနဲ့ပဲကျွန်တော်အဲ့မှာတတိယဝါတယ်သူတို့ကလမ်းပြောလိုက်တဲ့အချိန်မှာငဆွဲဆွဲအကြောင်းပါလာတော့ငဆွဲကိုကျွန်တော်ကတတိယဝါတယ်အာအရင်တော့ငဆွဲအရန်ထောင်းတာလေးစစ်ကြောင်းမှုကြားလို့စစ်ကြောင်းလို့ဘာမှညာဘူးအခု NUG ဘက်လည်းဝန်ထမ်းကသူကစုပ်ပြတ်တတ်နေတဲ့ဘဝတွေကိုသူတောက်ချောက်ဘူးတလောဆိုဖွင့်လာတာကိုတွေ့ရတယ် ဖွင့်လာတယ်ကသူဘာလေးပြောနေတယ်လဲဘလို့ကိုကျွေးနေပြီလဲဆိုတာကိုကျွန်တော်တို့အထူးထူးနားထောင်ကြည့်မယ်ကျွန်တော်ကပိုင်ရဲကိုခေါ်ပိုင်ကြီးပေါ့နော်အဲ့ဒီအကောင့်ကိုဒိုင်းရိုက်အားပေးတဲ့ညီကိုပေါ့နော်လေနော်အဲ့ကိုလာပြီးတော့ကြည့်တဲ့သူကကျွန်တော် comment ရေးပေးပါဒီကောင်ဘာပြောချင်လဲဆိုတာပြီးတော့ဘယ်သူတွေကိုဘယ်လိုမျိုး reaction လုပ်ပေးစေချင်တယ်ဘာလေးကိုကျွန်တော်ကိုပြောချင်စင်လဲဆိုတာကိုကျွန်တော်ရဲ့ပိုင်ရဲကိုခေါ်ပိုင်ကြီးအကောင့်ကိုတောက်လျှောက်ကျွန်တော် join ပေးပါအဲအားလုံးအတူတူဆက်ကြည့်လိုက်ကြရအောင် အဲစေမကောင်းစာတစ်ခုပြောပြခြင်းနဲ့ဗျာအဲ့ဒါပါလဲဆိုလို့ရှိရင်ဒီစစ်အာဏာရှင်မင်းအောင်လှိုင်ကဒီစစ်အာဏာရှင် လူတစု အာဏာတည်မြဲရေးနဲ့သူကျူးလွန်ခဲ့ပြီးတော့ရာဇဝတ်မှုတွေကိုမခံရရေးအတွက် သူများရဲ့တာသမီမြောက်များစွာရဲ့အသက်ကိုချနေနေတဲ့အကြောင်းအာဏာရှင်နဲ့စစ်အာဏာရှင်လူတစုအာဏာတည်မြဲဖို့အတွက်တဲ့နော်ပြီးတော့သူတို့လှုပ်ထားတဲ့အဲ ဟိုအပူတွေပဲဟောသူပြောတဲ့ဥစားဟဲ့အဲ့ဒါလေးကိုဖောက်ွက်ဖို့အတွက်ဟာဒီကောင်လေးရဲ့အုံတော်ကရှယ်ကြီးရလာဆိုတော့ကျွန်တော်အဲ့မှာတဘောပေါက်ပါအဲတွက်ကြည့်လိုက်လေစီအနာရှင်တစုအနာဒီမျိုးဆိုရွေးကောက်ပဲလုပ်မလားငယူးရဲ့အခုရွေးကောက်ပဲကိုမင်းတို့ပဲနှောက်ရက်နေတာမဟုတ်ဘူးလားဟမ်ပြောလို့ရရင်လည်းဟာသတရားဖြစ်တယ်ကွာပြီလားအကိုပါကြီးကပြောလို့ရရင်ကိုပါကြီးဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောဝင် အဲ့တော့ရွေးကောက်ဝဲလုပ်ပြီးတာအာအာနာတည်မြဲဖို့လားဟမ်ဟိကောပြီးတော့ဘာဖြစ်လဲသူတို့လှုပ်ထားတဲ့ဒူးဆိုင်မှုသူတို့လှုပ်ထားတဲ့အမှုတွေပါညာကံတော်လေးဖြစ်ဖို့တဲ့ဆိုဟဲ့တကယ်လှုပ်တော့ပြီးတော့မဲခိုးလာမင်းတို့အခုအဖွဲကောင်နေတဲ့အန်ယူဂျီအကောင်တွေလေအကောင်လုံးခိုးလိုက်တဲ့ဟာတွေကနဲနဲနောင်တော့မဟုတ်ဘီလန်တွေပေါင်းများစွာဘူးနိုင်ငံတွေကခိုးရုပ်ပြီးအကုန်ထွက်ပြေးကြတဲ့ကောင်တွေကြီးပဲနိုင်ငံကနိုင်ငံချင်းရောရောင်းစမ်းတော့အဲ့တော့မင်းတို့က ဘလို့တွေမှားနေလဲတော့လဲငါလည်းမသိဘူးဘလို့တွေမှားပြီးတော့များအတွေးတွေအခေါ်တွေကဘလို့တွေဖြစ်သွားကြတလဲတော့မှငါစဉ်းစားလို့မရဘလို့ပြောတဲ့စကားကိုပဲငါပြပြောမှာပါအာကြံတဲ့ကိစ္စတော့မပြောပါဘူးနော်နော်ညီတော်မေတော့ငါကြည်တာတော်တော်တနာလာတယ်ဘာဖြစ်ဆိုမင်းတို့တော်လည်းအေးစားလို့တဲ့အချိန်မှာမင်းမျက်နှာအဲ့လိုမျိုးမင်းမျက်နှာငါကြည်လိုက်တယ်ဟာဒီကောင်လေးကအဲ့ဒီချက်တော့ငါဒါတွေစိတ်ဝင်စားအောင်နော် စိတ်ဝင်စားမင်းတို့တက်လာတဲ့ပုံစံတော်လိုင်းကြီးတော်လိုင်းကြီးဆိုငါလည်းပဲမင်းတို့ဘာလဲဆိုတာပဲကြည်တာတက်မလို့ကဘာမှမသိဘူးမင်းတို့ကလည်းဘာမှမသိငါတရားဤသားလည်းမငါလည်းဘာမှမသိဘူးအဲ့တည်းကဒါတွေငါစိတ်ဝင်စားဘူးငါတို့ကအစ်စင်သမားလေးဒီကမှကဲသွားမယ်ဘာညာကလပ်သွားမယ်ဘာဒါတော့ငါတို့ကစိတ်ကူးရင်နေတဲ့ကောင်လှုပ်တဲ့ကောင်အဲ့တော့မင်းတို့ပုံလေးတက်လာကြည်လားဟာဒီကောင်လည်းကိုလုံးကုံကောင်လည်းမိုက်တယ်တော်ကီတရားလည်းကောင်းတယ်ဟာငါစိတ်တွေပါကြွရအဲ့မင်းကအဲ့မှစသီးတာငါဇွဲဆိုပြီးစသီးတာ ။အင်းတို့အိမ်မှာဟာခလေးတွေပါစစ်ကြောင်းဥပါရမယ်ကိုလိုကောတောင်းတောင်းလောက်တာနောက်မှမင်းမဗော်ဒီကတ်၄၅ရောင်းတဲ့အမတနတ်တွေထောင်လာငါအနုပညာသားမဆိုငါဒါတွေရောအိုင်အွန်တွေကြပြီးစစ်ကူးတွေရင်းနေ။အဲ့တော့မင်း software မင်းရုပ်ကကြည့်ကောင်းသေးတယ်။အခုကမင်းကဘယ်လိုပြောပါ အိုးကြီးချမ်းမှာဖြစ်သွားတယ်မင်းအဖိုးယူကြီးဖြစ်သွားတယ်မင်းဘယ်လောက်သာစိတ်ဆင်းရဲနေမှာဆိုတော့ငါခံစားမိတယ်ငါတို့အနုပြန်သမားလူတယောက်ရဲ့အတွေ့အကြုံကိုလည်းခံစားတတ်တယ်အပြင်မျက်နှာမြင်လည်းခံစားတတ်တယ်လက္ခဏာပေါ့ကွာလက္ခဏာမင်းတို့ရဲ့လက္ခဏာကိုကြည့်လိုက်ခံစားတတ်မင်းဒါဘယ်လောက်ခံစားနေရလဲဆိုတော့ငါသိတယ်အဲ့ဒါကြောင့်ပြည်သူလူထုလည်းငါတို့ share နဲ့မျှဝေပြီးတော့မင်းခံစားမှုကိုပြောမျှဝေပေးမယ်နော်အဲ့တော့မင်းဆက်ပြောလိုက်နားထောင်ကြည့်မယ်ဟောမနော်ခုနောက်ပိုင်းတိုက်ပွဲတွေဆိုရင်စစ်ကောင်စီကလူရင်အား နော်ပါစားရင်အလွန်ကျုံတုံးပြီးတော့မှအခုတော့ဝဲဆိုရင်ပါစားရင်လူအရာကိုပြောပြောလာဟဲ့တပတ်စုံငါ ဆယ်ဘက်စစ်စုံ5000အပတ်စဉ်တရားဆုံး9000ဟာမင်းတို့ကိုချက်တော့တန်နေတော့မှာတိလားအဲ့ဒါပဲပြပြမယ်မင်းတို့တော့ကလည်းဟိုမှာ20လောက်ရှိတဲ့ဟာကိုဝိုင်းလိုက်တာ2500ဟောငေါ့အော်လိုက်ရိုက်ချအမလေးနိုင်သွားပြီကြာပြီစောင်းဘူးဘူးအဲဘယ်ရမှာဘယ်ရပါနေမလို့အော်ခဲ့တာအခုကြာတော့ တန်လောအင်းလိုက်အားကြီးနေလဲခြာလဲခြာပါမင်းတို့အဲ့မှာဗာပြပြန်လဲအာဝုလိုဖြစ်သွားငိုးတန်းနေချီးတန်းနေချွဲတန်းနေဖြစ်ကုန်ဒိုင်မျိုးလုံးကတနာပါတယ်ကွာမင်းငါငငယ်တဲ့ကလိုင်းပြောအဲကြည်နေတာဆိုတော့မင်းငငယ်တော့ပြောပါငငယ်တော့ပြောပါမင်းနည်းနည်းငယ်နေတဲ့အချိန်ရုပ်တရားကွာနည်းနည်းကြည့်ကောင်းပါလိမ့်မယ်ငါတော့မင်းမင်းသားတင်လို့စဉ်းစားနေတယ်တင်ဖို့ပဲရောက်သွားတယ်ဆက်နားတော့မှာကွာရအဲ့ဒါပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဒီကောင်းနေရမိမိအာနာတီမြဲရေဟို မိမိကျူးလွန်သောရာဇဝတ်မှုတွေမခံရရေးအတွက်ဘယ်လိုပဲနိုင်နိုင်နိုင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့သူလောက်တာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့အဲ့တော့အစ်ရဲ့သဘောတဘာဝကပတယ်ဆိုင်လာတဲ့အခါဒနာအင်အားအားနေတဲ့သူကနောက်ဆုတ်ရတာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ဒနာအင်အားကိုစစ်ကောင်စီကသူများအသက်နဲ့ဖြုံးတာပေါ့ဥမာမင်းတို့ဘလောက်ပြစ်နိုင်လဲပြစ်ပေါ့မင်းတို့ပြစ်လို့ကုန်မဲ့လူကငါတို့မှာအစားထိုးဖို့အစဉ်သင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အဲတိုက်ပွဲဝင်လာတာတွေကိုတွေ့ရတာပေါ့နော်အဲဟို2021 2022ကတိုက်ပွဲဝင်တော့ဆိုအဲ10ရောက်12ရောက်တိုက်ပွဲတစ်ပွဲအဲ့လောက်လောက်တန်းရပြီဆိုသူတို့စက်မတိုးဆုတ်သွားတာတွေပါလိရှိတယ်အခုနောက်ပိုင်းတိုက်ပွဲတွေဆိုအဲ့လိုမဟုတ်4 50 10နဲ့ချီယာကနန်းကတ်တဲ့အထိတဘုံဘုံလဲကြနေတာတောင်မှအဲ့လဲကြနေတဲ့လူတွေကိုထက်နင်းပြီးတော့မှနောက်ကနေတွန်းတင်ပြီးတက်ခိုင်းတဲ့တိုက်ပွဲမျိုးတွေပေါ့အော်ဒီကောင်းနေရာ ိုအလူခံပြီးပြက်ကြတာဘလောက်ပြက်နိုင်မှာလဲဆိုတဲ့ပုံစံမျိုးလူနဲ့ယင်းပြီးတော့မှတိုက်တဲ့တိုက်ပွဲတွေပေါ့နော်အဲလူနဲ့ယင်းတဲ့လူတွေကဘယ်သူတွေလဲဆိုကျွန်တော်တို့အခြေခံလူတန်းစားတွေမတိမနာလေလို့ပါတာအဲပါစာဆွဲခံရတဲ့သူတွေအဲပေါ်တာဆွဲခံရတဲ့သူတွေပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကြောက်လွန်အားကြီးလို့နော်ပေါ်တာဆွဲခံရတဲ့သူတွေအဲဒီလူတွေရဲ့ဘဝကိုသူတို့အာနာတိငဲရေးအတွက်ချနှင်းပြီးတော့ဟို လှုပ်တာပေါ့နော်အဲသူတို့ကတော့အာယမေကောပေါ်တာတည်တန်းစင်းလို့ကြာလိုက်ရမယ်တော့ကြည့်ပါလားကွာဟေးကောမင်းလိုင်းလေးပေါ်မှာလည်းတက်နေတာအာအပတ်စင်မလောင်စင်ကာနေလိုက်ရတာအကုန်းကြီးလေးနဲ့ဆွဲနေလိုက်ရတာကွာမင်းပြောတော့စိတ်ဆဲတာပြောတယ်ငါတွေ့ရတာတော့အကုန်လုံးကခုံပျော်ရွှင်နေကြတာရွယ်အဲကောပါတာတွေပါတာတွေပါတာဆိုတော့နိုင်ငံတော်ဝန်ကိုထမ်းဆောင်နေတဲ့နိုင်ငံရဲ့တာကောင်းယတနာတွေကပြည်သူရဲ့တာကောင်းယတနာပါတာဆိုတာမဲမှတ်တာနော်ပြည်သူစစ်ဆိုပဲအဲအဲ့ဒီပါတာကပြည်သူရဲ့အာကောင်းယတနာတွေကွာ အဲ့တော့မင်းတို့အကြမ်းဖက်ကိုတိုက်ဖို့ခိုင်ဖို့ဆိုတာကလူရင်အားမတုံးလဲနနေအင်အားအตาလေးတုံးလို့ရတယ်။နော်တမ်းတော်ကဒါနိုင်ငံတော်ရဲ့ကာဝေးဥစ္စယုတ်ကြီးကငဲညာနေတဲ့တနာနေတာကမင်းတို့ကဟုတ်လာပြီငါတို့ကတော့ဆရာဖြစ်ပြီ12ရောက်လောက်ရှိတဲ့တိုင်နေရကိုအယောက်100 200လောက်ဝိုင်းတက်လိုက်တော့ငါတို့ကဟာဆရာကြီးငါတို့ကအထာကြီးဖြစ်ဆိုလှုပ်တာလေ။အခုကျတော့ဘာဖြစ်သွားလဲဆိုတော့အော်တမ်းတော်ကတကယ်လဲစစ်တပ်ကစစ်တပ်ပုံစံမျိုးတိုက်လာပြီစစ်သားစစ်သားလိုမျိုးဖြစ်လာပြီဆိုလဲဆိုလဲဆိုတော့ အခုလိုငိုတဲ့နေပါပြီးတော့ငါပြောချင်တာလျှောက်ပြောတော့တာပြောချင်တာလျှောက်ပြောတာအရင်တော့အဲ့ကောင်အဲ့လေတံမဟုတ်ဘူးနော်ဘာဖြစ်လဲညာပဲလက်ဖြောက်တော့လို့ရှယ်တီးတာနော်အာနောက်ကဘတ်ပိုင်းနေတဲ့အမကြောက်သား uniform တွေဝယ်ဒီကောင်ရှယ်ထုတာအခုဒီကောင်ကအဖိုးကြီးရုံပုံစံမျိုးလဲပေါက်သွားပြီးတော့တကယ်ကိုဒီကောင်တော့ဆိုင်စင်းနေတဲ့ပုံစံရှိတယ်အဲ့ဒါဆိုတွေ့တာကြည့်တော့တပ်တော်အင်အားတပ်တော်လည်းလှုပ်ဆောင်နေတပ်တော်ကဘလောက်ထိအေးဇာတိတွေးဇာတိမှန်တွေတက်ကြပြီးတော့အခုတက်လာတဲ့ပြည်သူစိတ် 打毛衣在哪里咧？不老弟，沙地村沙地门，在庄里来说他，打低四楼下面，土表那呢，在我低四楼下面，低楼下面好了，诶，打毛衣。 အာနာထိလဲရတာလည်းပဲဒါအားလုံးသိတယ်မဲမသမာဝုဖြစ်တယ်မဲမသမာဝုဖြစ်တာကိုမဲပြန်ရွေးပေးပါဆိုပြီးတော့ပြောတာလဲ၃ငါပြောပြောလို့မရ၄ကပြောပြောလို့မရနောက်ဆုံးကျတော့အဲမဲမသမာပြောအာနာထိလိုက်ထိလိုက်တော့ခိုးလိုက်တဲ့ပတ်စံနေရာလဲတော်အောင်စီကတန်းတန်းတော့မဟုတ်တက်တမ၅တန်းတော့မှအမေကမှာတော့အလိုက်တယ်ဂျားလေးမှအများကြီးပဲကြံတဲ့ဟာတွေကတော့ပြောတဲ့စံတော်မှာရောတော့ဗျာဒါတွေကတော့သူတို့နေရာတွေရောက်လို့ရှင်နေရာရတယ်လို့လုံနေကြတဲ့သူတွေဆိုတော့ကျွန်တော်တို့ကဒီနေရာလေးစီဝင်မဆော့ပဲတော့ဗျာနော်အဲ့တော့ဒီဘက်ရိုးရိုးပဲပြောမယ် တကယ်တကယ်မဲမသာမှမလုပ်တဲ့ဟာတွေဒီကောင်ဒီကမသိတာလားမသိအောင်ဆောင်းတာလားဘလို့လည်းမယူတာလားတော့မသိဘူးအခုတောင်းတော့တကယ်လည်းတိုက်ရောငွေချက်မှလည်းဖြစ်ကုန်ရောကိစ္စနားထောင်ကြည့်ဦးဝင်နည်းနည်းပြီးထည့်ပြီးရောအဲ့တော့ကျွန်တော်တို့ဒီကြီးကုန်ဟဲ့သူတို့နိုင်တယ်ထင်တာပေါ့တော်လန်ရေးသမားဆိုတာကတော်လန်လူစိတ်မပြောင်းချင်သူတို့မနိုင်ပါဘူးဟုတ်လားဘယ်နိုင်မလဲဟုတ်လားကျွန်တော်ဟိုဗတဲ့ရင်ဆိုင်လို့ဖြစ်ရရင်ဟိုချောင်းပြစ်မယ်ဟုတ်လားတပြည့်ပြည့်တော့သူတို့အင်အားချိနေသွားမှာပဲဟုတ်လားမြန်မာပြည်ကအခုဆိုရင်လည်း နိုင်ငံထက်တဲ့သူနဲ့ပြည်တွင်းမှာကြံတဲ့သူကလည်းတော်တော်လေးကိုလဲပါလာပါဘူးအဲ့တော့သူတို့လည်းဘလောက်သူများသားသမီးကိုခြားကြည့်နိုင်လဲကျွန်တော်တို့လည်းဘလောက်တော်လာနိုင်လဲပေါ့အဲချင်းစီတာတစ်ခုကတော့အဲဒီမိဘဝန်မတွေအနေနဲ့စစ်ကောင်စီကဆွေးတဲ့ပေါ်တာကိုရှောင်စီခြင်းတယ်ပေါ့ဘာဖြစ်လို့အရင်ရက်ဆက်လုံးနဲ့ဒီစကားတွေကိုကျွန်တော်ပြောနေတာကစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီရန်ဘတ်ဖြစ်နေလို့ပြောတာမဟုတ်ပါဘူးလူသားတယောက်အနေနဲ့ဟို ဟိုဝမ်းလဲလာလို့ခံစားပြီးတော့ပြောတာပါဘောနော်။ဘာဖြစ်လို့စစ်ကုန်ကြီးရ။ပြီးတော့စင်ကျင်မဲ့ဆိုအလောက်ထိရက်ဆက်ရက်တာလဲအလောက်ထိရက်ဆက်ရဲတာလဲဆိုတော့ဒီသားတယောက်အနေနဲ့ဟိုဝမ်းလဲတဲ့ထိတော့ဖြစ်ရတာပါဘောနော်။ပြောကအဲ့လိုပဲပြောပါမင်းပြောတာငါမျက်ရည်ကကြကျင်လာရောငါလည်းမင်းမင်းအဲ့လိုမျိုးမျိုးစိတ်မကောင်းဘူးကဒီနေ့မှပြောကျင်တာလေးကတော့ရေရွလေးပဲပြောကျင်ပါလေသူတက်လို့ကဘာကြောင့်စစ်မှုဆိုတဲ့ဥပဒေကိုခေါ်ဆောင်လာတလေ ခင်ကတော့စစ်ဘုရားဥပဒေသာပြဋ္ဌာန်းပြီးတော့2010လောက်မှာစစ်ဘုရားဥပဒေပြဋ္ဌာန်းတာတော့ဗိုလ်ချုပ်ဆန်းလက်ထက်တည်းကရှိတယ်သို့တော်လည်းပဲစတဲ့အကောင့်တွေဖော်လာတော့ဦးမင်းအောင်လိုင်လက်ထက်မှာအကောင့်တွေဖော်လာတာရှိတယ်အကောင့်တွေဖော်လာတော့ဒါဘာကြောင့်ဒီစစ်ဘုရားဥပဒေကပေါ်လာလဲဒီတရားစားတွေလုံးလို့เนาะတက်မတော်မှာတွားသူတိုင်းပြည်ကာကွယ်ဆောက်ရှောက်ဖို့တော့ကိုဒါမလုံလောက်သည်ဒုံလောက်သည်ဖြစ်စေလူတယောက်တက်မတော်သားအယောက်တစ်ထောင်လောက်ရှိရမယ့်နေရာမှာတက်မတော်သား100လောက်နဲ့အင်အားဟိုမမြဝဲနဲ့တိုင်းပြည်ကာကွယ်ဆောက်ရှောက်နေတယ် ဒီဘဝမှုဒီပြီးတော့တိုင်းပြည်ရဲ့ဘန္နာခွန်နေအခက်အခဲတွေဆုံးရှုံးမှုတွေဖြစ်မှာဆိုလို့တမ်းတော်ဘက်ကနေပြီးတော့မှလုံအပ်တာတွေကိုမဖြည့်ဆည်းဘဲနဲ့ထားလိုက်တာတပိုင်းနော်ဥပမာပေါ့စစ်အင်အားတိုးချဲ့ရမယ့်နေရာမှာစစ်အင်အားမတိုးချဲ့ဘဲနဲ့ဒီတိုင်းထားထားလိုက်တာတပိုင်းအဲ့ဒါကြောင့်ဒီကောင်တွေတိုက်ခိုက်လို့ရတော့တာရှိတယ်အခုတမ်းတော်ကနိုင်ငံကိုကာကွယ်ရမယ်နိုင်ငံကိုစောင့်ရှောက်ရမယ်နိုင်ငံထဲမှာရှိတဲ့လူသားမျိုးလူသားတွေရဲ့တာဝန်သာဖြစ်တဲ့ကိုယ့်နိုင်ငံကိုစောင့်ရှောက်မှာကိုယ့်နိုင်ငံသားတွေတာဝန်သာဖြစ်တဲ့အတွက်နိုင်ငံသားတွေကိုစစ်မှုထမ်းဆောင်စေတယ် ဒါလည်းပဲဘာကြောင့်ထမ်းဆောင်နေရလဲဒီတောင်းသားတွေအအကျန်းဖက်လုံရက်တွေဒါတိုင်းပြည်ကိုဖျက်ဆီးတဲ့လုံရက်တွေလုံလာလို့ဒီလိုမျိုးဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့မှဥပဒေနဲ့လှုပ်ဆောင်တာဖြစ်တယ် ဒါမြန်မာကနိုင်ငံတော်ဖြစ်တယ်ဒီအောင်တွေကလောက်ဝမနိုင်တော့ဆိုတာသူတို့သိတယ်တိတော့ပါဖြစ်လဲဆိုတာအကျန်းဖက်လုံရလုံမယ်တော်လန်လိုစိတ်မကြအကျန်းဖက်ပုံကံလိုစိတ်ရှိနေတယ်မှာဆိုတာဒီအောင်တွေကမသိမချေပုံကံနေဦးမှာပဲမသိမချေပုံကံနေဦးမှာပဲအဲ့တော့ဘယ်နာရလဲတယောက်ရတယောက်ချောင်းပြင်းမှာပြေးမယ်တောက်လောင်းဒုံနေဘုံနေလိုက်မယ်သိမယ်ဒီကောင်လေးနောက်ဆုံးဟိုဘကဘလိုဟာကြီးတော်မယ်ဗျာတောက်လောင်းရဖြိုချပလိုက်တာပဲဘာကောင်းမှလောင်မရှိဘူးအခုသာသာထထလို့မထထကြံယူဖြိုမယ်ဆိုလိုက်ကြည့်လိုက်ကြောင်ဘယ်လောက်ဖြိုမလဲဆိုတာကျွန်တော်ကြည့်ရမှာနော် အဲ့တော့အဲ့လိုတော့တက်မော်ကဒီအကြဖက်တွေကဒီကောင်လေးရဲ့စိတ်တက်ဒီကောင်လေးအောက်တန်းစားတယ်ဒါပဲရှိတယ်ငိုပြတာတော့မှသူများကိုဟိုကိုကတော့ဘလို့ဖြစ်တဲ့ဆိုငိုပြသွားတာမဟုတ်ဘူးကိုချောင်းဆိုတဲ့အဖြစ်ကိုတစ်ချက်မှမမြင်သွားဘူးဒီကောင်လေးကနော်ပြည်သူဆက်စစ်မှုတန်းဥပဒေကြောင့်အပေါ်လာဆက်ကဝမ်းတယ်လားလို့ဒီလိုချတယ်လားလို့ငါငါတို့ကဒီလိုမျိုးပုံငန်းလိုက်လို့တိုင်းပြည်မှာလိုအပ်တဲ့တိုင်းပြည်က ပျက်စီးသွားမှာဆိုတဲ့အတွက်ဒါတမ်တော်ကကာကွယ်နေရတဲ့မြန်မာနိုင်ငံကိုကာကွယ်စားကြတဲ့တမ်တော်ကမြန်မာနိုင်ငံသားတွေကသူတို့ရဲ့တာဝန်ရှိတယ်သူတို့လည်းဝေပြီးတော့ငါတို့ကြောင့်သူတို့ကပြန်ပြီးတော့ငါတို့ကိုပြန်တိုက်ရပါလားငါတို့ကအေးတကြမ်းနေပါမယ်ဆိုတော့တစ်ချက်မှမတွေ့တစ်ချက်မှမပြောဘဲနဲ့အတိလဲမမှန်အမြင်လဲမမှန်အတွေးလဲမမှန်တာဒါဒီကောင်လေးသိရှိပါစေအားလုံးလည်းပဲဒါကျွန်တော်ညီဝန်သားတွေပြောတင်တာတစ်ခုရှိတယ်အခုပြည်သူစစ်ဘုရားဥပဒေစုတာကအခုဒီချိန်မှာကျွန်တော်တို့ပြဌာန်းတာကိုတွေ့ရတဲ့ချိန်မှာ စစ်ဗုဒ္ဓံဥပဒေရဲ့အခက်အခဲတွေဂျားတွေမှာကျွန်တော်တို့ကြားသိရတဲ့အဲရာတွေကိုလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်เนาะအများကြီးတွေ့ရတယ်ဒါလည်းပဲဒီအဲရာတွေလည်းပဲစနစ်တကျဆိုရင်လည်းပဲပုံပြီးတော့ကောင်းသွားမှာပေါ့တမလောက်ကာဝဲဥစည်းကြိုးကြလည်းပြောတာပါလေလိုအပ်တာတဲ့အတိုင်းအတာနဲ့အင်အားပြည့်ပြီဆိုရင်ခေါ်ဖို့ဆိုတာကသူတို့ကစဉ်းစားပါအောင်ပဲမခေါ်တော့ဘူးလို့ပြောတယ်ကျွန်တော်အနေနဲ့ကတော့လိုအပ်တဲ့စိတ်အင်အားပြည့်ရင်လည်းပဲနှစ်နှစ်မဟုတ်တော့မှတတဲ့တန်တန်တန် စိတ်ပညာတင်ကြပြီးတော့မှအကျင့်ဆိုင်တာတွေကောင်းမွန်လှုပ်ဆောင်သင့်ပါတယ်လို့ပြောရင်အားလုံးကျမ်းပါစေကြောင့်ဆုမခေါ်တောင်းပါတယ်ဗျာ